စာတော့ကတော့အလိုပဲပေါ့စိတ်တူတာပေါ့နောက်ပိုင်းကျတော့နောက်ပိုင်းကျတော့လေကိုကအဲ့လိုပေါ့ခုနပြောလိုပဲတရားသဘောနဲ့ပဲပေါ့ဟိုကိုကချိန်တန်လို့ကွဲရတယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာကိုသားသမီးနဲ့ပဲကိုအဲ့လိုလောက်ကန်စားတော့တာဟုတ်လားပေါ့အဲ့လိုမျိုးဟောဒီလိုမျိုးပေါ့သူတို့ငယ်ရွယ်သူရတာသူတို့လို့ဆိုဒီလိုမထားနိုင်ဘူးပေါ့အဲဘလို့လောက်မဲ့ပင်ရအမတအားဟွာပေါ့စိတ်ဆန္ဒပြေဝရတဲ့ဘာညာပေါ့အဲ့လို ဖုန်းကြီးကလည်းပြောတာပေါ့ဖုန်းရတယ်ကိုကအရင်ကလုပ်ငန်းလုပ်တော့တိတယ်လေပြီးတော့အဲ့လိုဖုန်းကြီးကအစဘောအဲ့လိုစိတ်ကောင်းမွေးအကောင်းတယ်ကောင်းတယ်တဲ့အဲ့လိုစိတ်ရင်ထားသူကအဲ့လိုပြောမကြည့်စမ်းစကားပြောရှိပြီလေ60 67နော်60 67နဲ့ဟုတ်ကဲ့ပါ အကိုမိသားစုကလို့ပေါ့တိုက်တိုက်ဝိုင်းဝိုင်းနဲ့ဆိုတော့မာဒီခုလက်ရှိရှိရဲ့တာသမီးလည်းလိုပဲဆုံးမရတာပေါ့အဆင်ပြေအောင်နေရတာပေါ့အကျမတို့ဒီမဲ့ရစဉ်ကာလအောင်ကအခုလိုပဲပေါ့ရောင်းဝယ်ရေးပေါ့ဒီလိုတန်နေပါရီကိုရီပေါ့ရောင်းဝယ်ရေးနဲ့ပဲဒီလိုတွာလာလှုပ်ရှားပြီးတော့အခုလုပ်ငန်းလိုပဲပေါ့အခုချိန်နဲ့သူတို့အဲ့လုပ်ငန်းမဲ့လောက်တာအဲ့လိုမျိုးလောက်ကင်ပြီးတော့တာသမီးတွေကိုလှုပ်ကြည့်ခဲ့တယ်အော် အဲ့လိုမျိုးပေါ့သူတို့ကအဲ့လိုမျိုးရတော့သူ့ရဲ့ရွာမှာသူတို့လိုက်သွားတယ်လေသူ့ရဲ့ရွာမှာနေတယ်အာသားသမီးလေးတွေကသားယောက်ျားလေးတွေမွေးထားတော့ပျက်စီးမှကြောက်လို့ဆိုပြီးတော့ငါဒီမှာလာနေမယ်တဲ့ဆိုတော့ကိုကအဲ့လိုနေကွင်းပြုလိုက်တာပေါ့စတော့ကတော့အဲ့လိုပဲပေါ့စိတ်တူတာပေါ့နောက်ပိုင်းကျတော့နောက်ပိုင်းကျတော့လေကိုကအဲ့လိုပေါ့ခုနပြောလို့ပဲတရားသဘောနဲ့ပဲပေါ့ဟိုကိုကချိန်တန်လို့ကွဲရတယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာ ဟိုသားသမီးတွေနဲ့ပဲကိုအဲ့လိုလောက်ကန်စားတော့တာဒီလိုပဲလေသူတို့လောက်ကပြန်လာဒီလိုပဲသူလည်းသူကသူတို့ချက်စားပေါ့ကိုရက်ဒီသမီးကလည်းသူကဒီနားမှာအိတ်တာသူကဒီနောက်မှာအိတ်တာဒါကျမတို့ကဒီဒီအငယ်ဆုံးလေးနဲ့ဟိုမှာသူ့ရဲ့အကြီးတယောက်ရှိသေးတယ်အပေါ်မှာနေရပေါ်တမ်းမှာနေရဒီသားသူဖွဲသွားဖို့ဆိုတော့သူတို့ဖွဲသွားကြမယ်ဆိုတော့လေသူတို့မှကြည်လိုက်တော့လေအဆင်မပြေဘူးလေသူတို့ဘယ်လိုဖွဲသွားမလဲအဓိက ဗိမာကံကျဲကကျမပဲဥဆောင်လုပ်နေရတာ။တောက်မှာလည်းသူကတော့ခုနပြောလို့ပေါ့မိဘပြောပြထားတော့မိဘပြောတယ်လို့ပဲသူတို့နေနေကြတာပေါ့။အဲသာသမီတွေနဲ့ပတ်သက်မှသူကပြောတာဘလို့ပဲပဲသာသမီကဘလို့ဖြစ်ရပါလဲ။အဲကျန်တဲ့အကြောင်းရတယ်ပြောသူလည်းသူ့လို့သူလည်းကိုလည်းကိုလို့ကို။ဘုံညီမလေးနဲ့မစကားပြောပါလေသူနဲ့ရတာ။ဘယ် တန်ရုံးစင်ဘယ်လိုရှိလဲဆိုတော့သူလည်းခုနပြောလို့ပေါ့သူ့မှာလည်းအာဟုအာဓာမရှိလို့သူကဒီလိုမျိုးဖြစ်တယ်ပေါ့သူ့မှာလည်းဝိရှိလို့ဒီလိုမျိုးဟိုမှာဖြစ်တယ်ပေါ့သူ့အနေနဲ့သူ့တက်ရွယ်နဲ့ယူမဲ့ဆိုလည်းငယ်ရွယ်တာတွေရနိုင်တာပဲဟုတ်ကဲ့ပါအာရုံမူကျမနားလည်းမူပေးထားကိုညင်မအရွယ်ဆိုလည်းဟုတ်တယ်လေဟိုตาကျမตาအရွယ်ဆိုလည်းဟုတ်တယ်အဲ့လိုမျိုးตาသမီးအနေနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးသူ့ကိုလည်းဘာမှမပြောလို့ဟုတ်လားပေါ့အဲ့လိုမျိုးဟိုမှာ အော်ဒီလိုမျိုးပေါ့သူတို့ငယ်ရွယ်သူရတာသူတို့လို့ဆိုဒီလိုမထားနိုင်ဘူးပေါ့အဲဘလို့လုံးမဲ့ပင်ရအမတအားဟွာပေါ့စိတ်ဆန္ဒပြေဝတဲ့ဘာညာပေါ့အဲ့လိုမျိုးဖုန်းကြီးကလည်းပြောတာပေါ့ဖုန်းရတယ်ကိုကအရင်ကလုပ်ငန်းလုပ်တော့တိတယ်လေတိတော့အဲ့လိုဖုန်းကြီးကအစပေါ့အဲ့လိုစိတ်ကောင်းမွေးအဲကောင်းတယ်ကောင်းတယ်တဲ့အဲ့လိုစိတ်ရင်ထားသူကအဲ့လိုပြောအော်ဖြည့်ချိန်တန်လို့ပြောကိုနေလဲတက်တလုံးဒီလိုကွဲပါမယ်လို့ဘယ်ယူဆပါမလဲ လှုပ်ရှားနေ၊ကင်စားနေရနေပြီးတော့အဲ့လိုမျိုးလေးကန်အဲ့လိုမျိုးပေါ့သားသမီးတွေပေါ့မမခံစားချက်မကြည့်လိုက်ကြရသူဟိုနာဒီနာသွားလို့ဟိုဟာနည်းနည်းအချိန်နဲ့လို့ဖုံးမဆက်ရင်သူတို့ဘာမှမဆက်ရင်တောင်မှမိပါနောက်ကမနေနိုင်တော့ဘူးပလေယာတွေဖင်ထိုင်မိနေတယ်လို့ပဲဟိုညကပဲသားလှုပ်တဲ့လူကသူမိမမွေးလို့လဲဆိုပြီးရွာပြန်သွားတာမိုးချုပ်ထီဟိုမှမရောက်သေးဘူးဆိုတော့အမဘဲကိုလိုက်လို့ဘာလို့လောကမှမသိဘူးဟိုရွှေမောင်လှမ်းဖုံးဆက်တော့လည်းမရောက်သေးဘူးဆိုတော့ အဲသူတို့ကအမေးတယ်စေနိုင်ဆိုရောက်ထားတယ်ပြီးတော့ဘယ်ဟုတ်မလဲသူကသင်မောမမီလို့တဲ့အိမ်လဲပြန်လာမနေတော့ဘူးဆိုပြီးအနာတဲကိုကမ်းမှအိပ်ပြီးတော့မှနောက်မနေ့မှဟိုပါဖြစ်တယ်တဲ့ဟိုးပါလဲဘူကလေးဟိုဘက်ကျတော့ကျတင်းဆိုလားကျတော့ကျတင်းဆိုလားအဲ့ရွာသင်မောနဲ့ဆင်စီရအဲ့လိုမျိုးဒီကနေပြီးတော့သူတို့ဘူကလေးကိုစီးတယ်ဘူကလေးကနေပြီးတော့ဟိုဘက်ကိုတခါသင်မောတဆင့်သူတို့ရွာကိုရောက်ဖို့ရစီးရအဲ့လိုမျိုး အဲ့ကိုကမရောက်တော့စိတ်ပူတာပေါ့ဟိုဘဲဟိုလိုက်လို့ဘဲဟိုဘာဖြစ်မှာမနေ့ထီအောင်တော့မနေ့ဖျံထီအောင်တော့အမေနဲ့ရွှေမလို့သူကစောင့်ကြည့်လိုက်အောင်တဲ့ဆိုတော့ခါရမနေ့ခင်းကြတော့ဖုံးလာတယ်အဲ့လိုအဲ့ကျမှစိတ်အေးတော့တယ်မင်းအဲ့မပြောဘူးလေကိုကအရင်ကလည်းနှလုံးကအခံရှိတယ်အဲ့လိုတခုခုစိတ်မချကြရှိပြီဆိုအဲ့မပြောတော့ရှိပါတယ်တမျိုးစီရှိတယ်သူတို့ကလည်းကိုယ်ကိုကုနာပြောလို့တန်ရောစင်ရှိတယ်ကလေးတွေကလည်း အဲ့လိုမျိုးအိမ်မှာဆိုအခုသူတို့သွားတယ်ကျမပဲအမေထဲ့ကျွေးရတာကျမပဲကျွေးမှုရတာသူကထမင်းချက်ခဲခါလေးဟင်းဟင်းမလောက်အဲကိုထဲကအဲ့လိုချက်ထားကျွေးအခုမနေ့ကင်းဆိုမှမနေ့ကညနေကင်းဆိုမှအဲ့လိုမမေးကြီးစမ်းပိုက်စားရဆိုကျမရင်လက်ကြံဟင်းနဲ့နည်းနဲ့ပြီးတော့အမေသူတလုံးငါတလုံးအဲ့လိုခွန်ပြီးတော့သုံးကောင်းတော့စားကြတယ်အေးရေဒီရုပ်စာကျန်တာလေးတွေကကောင်းတယ်လीလိုအပ်ထားကျိုးတာတော့ဖြည့်ရမှာမို့ဒီ ဗုဒ္ဓံကစောင်းသွားတဲ့ခါကျတော့ဗုဒ္ဓံအစ်စ်ပြန်လဲပြီးတော့ပြန်ဖြက်ဆောက်သွားမယ်။အခဲခဲပြည့်ဆိုရင်အခုကဒီမှာအတူတူနေဆိုမဲ့ तू ကလည်း तू အိုးနဲ့ तू လေးတကယ်လို့ဒီရလေးပြန်ပြင်ကျင်နေဆိုရင်သူတို့ကလည်းအခုအချိန်မှာမတက်လုံးမတက်စားဆိုတော့ကျမကလည်းဟိုခုနပြောသူတဝက်သူတို့လည်းတဝက်ဆိုသူတို့မှမရှိဘူး။ကျမဘက်ကလည်းရှိလို့လားရောမဟုတ်ဘူးပေါ့။အဲ့လိုမျိုးပေါ့နော်။ဟိုတော့ဘာလို့လဲလို့ ကျွန်မအခုဒီမှာအိမ်မဆန်ရောက်နေမိသွေးလေးရောက်နေအိမ်ကနေမထောင်ပါအခုနကုံလို့တိုက်လာအဲ့လိုအိမ်ကအိမ်ကနေပြီးတော့ဗောနော်ဝင်သလောက်လေးပေါ့အဲ့လိုတနေ့ကတော့ပြောလို့မရဘူးပေါ့တလားလုံးဆိုလို့ရှိရင်တော့တသိန်း2000တသိန်းလောက်တော့ညက်တယ်ရမှာပေါ့ညက်ကြတယ်ပေါ့အဲ့လိုတလားကိုဆန်6 8လောက်ကုန်တယ်လीမိသွေးလေးကုန်တယ်အရှုံမုံလေးပါလေးလည်းရောင်းတယ်အဲ့လိုမျိုးပေါ့တိတ်ပြီးတော့အမြတ်တင်ထားတာမရှိဘူးလीညက်တော့ ကိုကလည်းအိမ်နင်းတသိန်းကျော်ဝင်တယ်ဆိုလည်းမနေဘူးပေါ့တသိန်းကျော်ဝင်တော့ဒီဆန်တိတ်ဖိုးမိသားစုကိုမိသားစုမှာဆန်တိတ်ဖိုးမြတ်တယ်ဆိုရင်ဆန်ဝယ်စားရမလို့ဘူးပေါ့အဲ့လိုသဘောမျိုးလေးနဲ့တွက်ပြီးတော့လောက်ရလားမနာမင်းရဲ့တော်ကြီးဆန်းခေါ်ပါတယ်ဖုန်းနံပါတ်ကဖုန်းနံပါတ်က688 839 4988နေစာအောင်စုပန်ရွှေရင်ချင်းရိတ်မုံနဲ့နှီးပါတယ်သူသူဝနလန်းဆုံးပတ်တတာလေ 啊，大概要多少？